ကျမတို့ဒီနေ့ဘာသွားမှာလဲဆိုလို့ရှိရင် subject verb to be plus an a n ဒီမှာရှိမှာ a လေးထည့်လိုက်နော် an adjective နော်နော်အဲ့တော့ဒါဒီကျမတို့ formula ကို sentence ဆောက်တဲ့အချိန်မှာကျမတို့ formula တွေအရေးကြီးတယ်အဲ့ဒီ formula တွေကတစ်ခုပေါ့နော်အဲ့တော့နံပါတ်1လေးစကြည့်အောင်ပြောရန်ကုန်ကကြီးရဲ့မြို့တစ်မြို့ဖြစ်တယ် sentence ကိုရိုးရိုးရှင်းရှင်းလေးပဲရင်းဆောင်အောင်မယ် ပြီးတော့မှခတ်တယ်မလုပ်နဲ့နော်ဟုတ်လားရိုးရိုးရှင်းရှင်းလေးပဲစမအရင်စအောင်မယ်ပြီးတော့မှခတ်တဲ့စာကြောင်းလေးသွားပြီးမယ်နော်ရန်ကုန်ကကြီးတဲ့မြို့တစ်မြို့ဖြစ်တယ်ရိုးရိုးလေးပဲရန်ကုန်ကဆက်ပြတ်မဟုတ်ဘူးလားအဲ့တော့ရန်ကုန်ဟုတ်လားဆက်ပြတ်ဆိုတာနောင်မယ်နော်ဖြစ်တယ် is ကြီးတဲ့မြို့တစ်မြို့ a ကြီးတာဆိုတော့ b မြို့ဆိုတော့ city city ဒါလေးပဲအဲ့တော့ a ဆိုတာဒီဒါသူ့ရဲ့ formula big ဆိုတာဒီ adjective ကိုပြောတာ city ဆိုတာဒီ noun မဟုတ်ဘူးလားအာဒါဆိုရင်ပြော Yangon is a big city လွယ်လွယ်လေးပဲနောက်နံပါတ်2အဲ့ရအောင် Yangon ကကြီးရဲ့မြို့တစ်မြို့လားစာကြောင်းလေးကိုကျွန်မတို့ဒီမေခွန်းလေးနည်းနည်းပြောင်းလိုက်တာနဲ့ရင်ပြောင်းလိုက်တာနဲ့ပုံစံပြောင်းလိုက်တာနဲ့သူဒီမေခွန်းဖြစ်သွားပြီဘလို့ပုံစံပြောင်းမှာလဲ back to be နဲ့ကိုဘယ်ကိုပို့ရှေ့ကိုပို့ဒါဆိုရင်ပြော Yangon is Yangon a big city အေးရပဲအရှုပ်ထွက်သွားမှာတော့အေးရဒီမှာပဲလေမူလနေရာမှာပဲလေဟုတ်လား subject နဲ့ verb ကို နေရာလေးချင်းလိုက်တာနဲ့ဆင်မတို့ဘာဖြစ်သွားပြီလဲမေကွန်းဖြစ်သွားပြီဟုတ်လား subject နဲ့ verb နော်နံပါတ်3ရန်ကုန်ကကြီးတဲ့မြို့တစ်မြို့မဟုတ်ဘူးမဟုတ်ဘူးဆိုတဲ့အငင်းဆိုရင်ဘာထက် no ပြောရန်ကုန်ရန်ကုန် is not question mark ဆိုရင်မေးခွန်းဆိုရင် question mark ထဲနော်မေးခွန်းမဟုတ်ဘူးဆိုရင် full stop ချမယ် number 4ရန်ကုန်ကကြီးတဲ့မြို့တစ်မြို့မဟုတ်ဘူးလားအဲ့တော့မဟုတ်ဘူးလားလို့မေးရင်ကျွန်မတို့ဒီ is it Sheo Po is it Yangon a big city လွယ်မလားလွယ်မလားကိုကိုစားလို့တက်ရလားပါတယ်လွယ်လွယ်လေးနော်ဟုတ်လားကဲတေချာကြည့်ပြီးတေချာရင်နော်